အနေတိုးကိုကျွန်တော်အတိကပြောချင်တာနေတိုးကိုဘာလို့အတိကပြောလဲဆိုတော့နေတိုးကရခိုင်တယောက်ဖြစ်တယ်ရခိုင်တယောက်ဖြစ်တဲ့နေတိုးဒီအချိန်မှာအာရခတ်တော်အီနဲ့အဖရခိုင်နိုင်ငံတော်ရခိုင်တမျိုးသားလုံးကစူစီးညီညွတ်စွာနဲ့ဖက်စစ်တပ်ကိုအာသွန်ခွန်ဆိုင်ချိန်မုံနေကြတယ်ဒီတဲမှာမှနေတိုးနဲ့ချူးလေးဟာအဆက်မဲ့စွာ ရခိုင်တမျိုးသားလုံးကိုတစ္ဆာဖောက်လိုက်တယ်ကျွန်တော်ရဲ့ယုံကြည်ချက်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့လူပညာရှင်တွေအားလုံးဒီနေရာမှာပြစုတွေတဲ့တွေ့မြင်နေရတာကျွန်တော်တို့တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူ အေးတူပူများအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတူရောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အတူရောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာအမှန်ပါဆရာပြီးရင်ဒီရွေးကောက်ပွဲကစည်းကမ်းကိုတော်တော်တင်းကျပ်ထားတယ်လို့သိရပါတယ်ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကို ပြန်လဲကုစားနိုင်ဖို့အတွက်ဆေးကတွေ့နေပြီပဲအလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်အလကရဘီယူမကျူစုပါတယ်နေ့စဉ်တော့စစ်တပ်ရဲ့ဝါရဖြန့်ချီကိုခုခံနိုင်တဲ့သတင်းတင်ဆက်မှုဖြစ် allergy review channel ကိုကျွန်တော်ပြန်လေမအားတဲ့ဂျားတွေကရောက်အောင်ပြောနေပါတယ်စစ်တပ်ရဲ့ဝါရပြန့်ကြီးရန်ရာဒီနောက်ပိုင်းမှာခက်စစ်စိတ်နဲ့ပြင်းပြင်းထန်ထန်လှုပ်လာတာကိုတွေ့ရတယ်ဒါကိုကျွန်တော်တို့ပြန်လေခုခံနိုင်မှုကျွန်တော်တို့ personal အလွတ်တည်င်းပြောဆိုသူတွေဝေမှန်သုံးသက်သူတွေကတော့စူးစမ်းနေပေမဲ့လောလောဆယ်တော့လုံလောက်တဲ့အခြေအနေတော့မဟုတ်သေးဘူးဖက်စစ်တပ်ကတော့သူ့ရဲ့ဝါရပြန့်ကြီးနဲ့ပတ်သက်ပြီးတော့ အင်အားကောင်းကောင်းတွေကိုလုံနေတာကိုတွေ့ရတယ်။ဒီကနေ့မှာဆိုလဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတောင်ပေါင်းစုံဗတ်ပေါင်းစုံတဲမှာမှနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့နေတိုးတို့အောင်ခိုင်းတို့အဆရှိတဲ့နေဝင်းအေချမ်းမောင်ချူးလေးမေမြင့်မူအဆရှိတဲ့သူတွေကိုအသုံးပြုပြီးတော့စစ်တပ်ဟာရွေးကောက်ပွဲဝါရားပြန့်ကြီးဇလန်းတစ်ခုဒီနေ့တင်ဆက်လာတာတွေ့ရပါတယ် ဒါနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရောအများပြအားလုံးသိပြီးသားဖြစ်မှာပါကျွန်တော်ဒီနေရာမှာကနေတိုးတို့ဗီဒီယိုရိုက်တို့နေတိုးတို့ကဘာလုပ်လို့ဆိုတဲ့ကိစ္စကိုပြောချင်တာထက်ကျွန်တော်စိတ်ထဲမှာတွေးမိတာကရွေးကောက်ပွဲ1962ထဲကရွေးကောက်ပွဲအတုဖက်စစ်တာလောက်ခဲ့တယ်1966 1962ပြီးတဲ့အခါကျတော့ 1990ရွေးကောက်ပွဲစစ်တပ်ကကလင်ကြခဲ့တယ်1990ရွေးကောက်ပွဲပြီးတော့2010ရွေးကောက်ပွဲစစ်တပ်ကလင်ထက်ကြတယ်ဂျားရဲမှာ2008ဖွဲ့စည်းဖို့အခြေခံဥပဒေကိုနာဂိကတည်သွားတဲ့သူတွေပါထည့်ပြီးအတည်ပြုတယ်ထပ်ပြီးတော့2015ရွေးကောက်ပွဲမှာတော့ NLD အစိုးရတက်လာပြီး2020မှာ ထပ်ပြီးတော့ဝက်ဝက်ကွဲနိုင်တယ်တောင်မြိုကမ်းပြူနိုင်တယ်ဒါနဲ့ပတ်သက်ပြီးစစ်တပ်ကအာဏာသိမ်းတယ်ဆိုလိုတာကပြောချင်တာကရွေးကောက်ပွဲတွေမှန်သမျှဟာစစ်တပ်ကလိန်ကြခဲ့တယ်ကလိန်ကချစ်တွေကြီးပဲလုတ်ခဲ့တဲ့တမိုင်းကိုကျွန်တော်ဖျက်ကနေသတိရလိုက်တယ်အဲ့တော့ဒီနေရာမှာနေတိုးကိုကျွန်တော်အတိကပြောချင်တာနေတိုးကိုဘာလို့အတိကပြောလဲဆိုတော့နေတိုးကရခိုင်တယောက်ဖြစ်တယ်ရခိုင်တယောက်ဖြစ်တဲ့နေတိုး ဒီအချိန်မှာအာရခတ်တော်အီနဲ့အဖရခိုင်နိုင်ငံတော်ရခိုင်တမျိုးသားလုံးကစူစည်းညီညွတ်စွာနဲ့ဖက်စစ်တပ်ကိုအာသွန်ခွန်ဆိုင်ချိန်မုံနေကြတယ်ဒီတဲမှာမှနေတိုးနဲ့ချူးလေးဟာအဆက်မဲ့စွာရခိုင်တမျိုးသားလုံးကိုသစ္စာဖောက်လိုက်တယ်ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရချက်တွေမှားနေပြီ အင်္ဂါဆီယံဝတရားကိုမြင်နေပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းငါတို့မသိငါတို့ကတော့ငါတို့လုပ်အောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ကအဲ့ဒါဒေါ်လာရင်းလေဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲ ဖြစ်မှမင်းတို့လူချင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ဖက်စစ်တပ်နဲ့ပေါင်းယုံနေမှာကရခိုင်မျိုးသားတို့ရဲ့တော်လှန်ရေးတစ်ခုလုံးကိုနင်းချီဖျက်ဆီးရိုက်ချိုးဖို့နေတိုးနဲ့ချူလီစ조사နေတယ်ဒါဆိုရင်နေတိုးနဲ့ချူလီကိုရခိုင်မျိုးပေါ်မှာခြေချွင့်ပေးတင်တလားနေတိုး 初来平谷，第一嘛属于安开啊，一过奥克塔，什么人？我第一批八万的幺少年，里面，你问以前嘛，像像嘛里边，初里的没名目，就搞外国外国人，他比较多的，这朝里个嘛穿洋过路，清朝的安开。 ရွေးကောက်ပွဲကတိုင်းပြည်ရဲ့အရွေပဲလို့ပြောတဲ့မြင့်မြန်ထက်ကလိန်ကြတာကတကဘာလုံးကစိတ်ဝင်စားနေကြတယ်။အေဂျမောင်ဆိုတဲ့ကောင်ကတော့သူ့အဖေကြီးရဲ့စစ်ပတ်ကိုရှာနဲ့ကုံရက်ဖို့အလိုတော်အတိုင်းအာနာထိန်းထားတာပါလို့ဆိုတယ်။ရွေးကောက်ပွဲကထွက်ပေါက်ပဲပြည်သူတိဖို့လိုတယ်ဆိုပြီးနေတို့ကထပ်ပြောတယ်။နေဝင်းကရွေးကောက်ပွဲမှာ မဲပေးကြရမယ်လူကိုမကြည့်ဥပါတီကိုလည်းမကြည့်ဘူးတုံဆန်းစုကြည်ကိုတရောင်နဲ့တုတ်ပြီးပုတ်ခတ်စော်ကားတယ်စီဒီယန်လေးအားလုံးကိုစီဒီယန်အားလုံးကိုစော်ကားလိုက်တာကချူးလေးနဲ့မေမြင့်မှုစိတ်ရိုင်လို့လောက်တာပါဆိုပြီးစီဒီယန်ရဲ့ဂုံတိတ်ခါကိုချိုးဖဲ့တယ်ချိုက်ချိုးတဲ့စကားစော်ကားတဲ့စကားကိုချူးလေးနဲ့မေမြင့်မှုကပြောတယ်ဒီချင်း အဲ့တော့ပြောချင်တာကသူတို့လို့သူတို့လို့တာကွာသူတို့ဗီဒီယိုသူတို့ရိုက်တာသဘောတူပါတယ်တိုးတော်စစ်တဟာတသက်ပတ်လုံးရွေးကောက်ပွေတဲ့ပတ်သက်ပြီးကလင်ကြခဲ့တယ်ဆိုတော့သူတို့မသိကြလားမသိကြအောင်ဆောင်နေတာနံပါတ်1နံပါတ်2ပြည်သူလူထုတည့်ရလုံးကဒီရွေးကောက်ပွဲကိုမလိုလားဘူးဒီရွေးကောက်ပွဲကလိမ့်နေတာ အစစ်တပ်ဟာနေ့စဉ်လူသက်ဘုံချဲနေတာတွေကိုဘာလို့ပြည်သူလူထုကိုအမှန်ချမပြရဲတာလေအဲ့လိုချပြရင်ဖမ်းမှာပေါ့ကွာဟုတ်တယ်နော်စစ်တပ်အလိုကြရွေးကောက်ပွဲကြီးဟာအမှန်ပဲဖြစ်တည်အောင်ရောင်ပြည်သူလူထုကိုဘာကြောင့်လိန်ညာတာလေရုပ်ရှင်ရိုက်တာအပြစ်မဟုတ်ဘူးပြည်သူကို လိန်တာအပြစ်ဖြစ်ပါတယ်ဒီလူတွေကပြည်သူကကြည်လို့ပရိသတ်တွေကြောင့် ောင်မြင်လာပြီးပြည်သူကြွေးတဲ့ထမင်းကိုစားတယ်လို့တတ်မှတ်လို့ရနေတယ်လူတွေဒါပေမဲ့ပြည်သူကိုတသက်တာလုံးစစ်တရဲ့ဂျွန်တပေါက်ဖြစ်အောင်လိန်လေဝါရဖြန့်တဲ့အထဲမှာပါဝင်ခဲ့တဲ့သူတွေအဖြစ်တော့တမိုင်းမှာမှတ်တမ်းတင်ကြရလိမ့်မယ်အဲ့ဒီဆိုတော့ကကျွန်တော်ကစဉ်းစားကြည့်မိတယ်အဲ့တော့နေတိုးအောင်ခိုင်နေဝင်းအေဂျမောင်ချူလေးမိမိမို့ အစရှိတဲ့သူတို့ကိုသူတို့အမှုပညာရှင်လို့ပြောတဲ့သူတွေပေါ့ဗျာကျွန်တော်ဘာစဉ်းစားမိလဲဆိုတော့တချိန်တုန်းကနေတိုးဆိုရေးရဲတောက်ခဲ့ရေးရဲတောက်ခဲ့ဆိုလိုတာကအမှန်တရားကိုမျက်ွယ်ပြုတ်ယုံတာမျက်ွယ်ပြုတ်ပြီးစစ်တပ်အလိုကြပြည်သူကိုစစ်ကြုံအဖြစ်သွတ်သွင်းတဲ့အဖြစ်ကတခုတ်တက်တက် နောက်တက်တစ်ခုဘာစဉ်းစားမိလဲဆိုတော့အမှုပညာရှင်ဆိုတဲ့မင်းသားမင်းသမီး model တွေဟာနံပါတ်1ရှုံချီချက်မခိုင်ပါဘူးနံပါတ်2အာနာနဲ့ပတ်စံအတွက်ဆိုဖေမာပေးပြီးဂုံတိတ်ခါဟာမြောင်းနဲ့ရောက်ရောက်ချီးနွေးနဲ့ရောက်ရောက်အာနာပတ်စံရဖို့အတွက်ကိုလုပ်တယ်ဒီလိုလူမျိုးတွေအဖြစ်ညီမကြီးကအမှုပညာရှင်တွေဟာတပြေးပြေး ပုံပေါ်လာတာကိုတွေ့ရတယ်။လက်ရှိဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ၄ဖြူရှိုးပွဲဘတ်690လားမသိဘူး။တည်ဆိုကြမယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့က၄ဖြူတချင်းဆိုတာအပြည့်မဟုတ်ဘူး။အဆိုတော့ကတချင်းဆိုမှာပဲ။နေတို့ရုပ်ရှင်ရိုက်တာအပြည့်မဟုတ်ဘူး။နေဝင်းရုပ်ရှင်ရိုက်တာအပြည့်မဟုတ်ဘူး။ဒါပေမဲ့တချင်းကမိမိယုံကြည်ခဲ့တဲ့အမှန်တရားပေါ်မှာမျက်ကွယ်ပြုသစ္စာဖောက်ယုံတာမကဘူး။ ပြည်သူတရလုံးကိုစစ်တပ်ကကျွန်တပေါင်းလုပ်ဖို့ကြံစီတဲ့အကြံစီတွေမှာပူပေါင်းပါဝင်နေတဲ့သူတွေအဖြစ်တွေ့ရတယ်။နံပါတ်1ဖက်စစ်တပ်မင်းအောင်လှိုင်ဟာမင်းအောင်လှိုင်ကိုစစ်အာဏာရှင် စစ်အုပ်စုဟာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့သူတို့ကိုးဝယ်နေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေရအဲ့ဒီဥပဒေအရာပဲနော်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့သူတွေနိုင်ငံတော်ပုံကံသူတွေဖြစ်တယ်ပုံမှန်121 နိုင်ငံတော်ပုံနံသူတွေဟာသေတံထိုက်တဲ့အဖြစ်ကိုကျူးလွန်လာတာဖြစ်တယ်။နိုင်ငံတော်ပုံကံသူတွေရဲ့အလိုတော်အတိုင်းပူပေါင်းပါဝင်နေတယ်ဆိုတာနိုင်ငံတော်ပုံကံမှုကိုပူပေါင်းပါဝင်ကူညီနေတာဖြစ်တဲ့အတွက်မင်းအောင်လှိုင်ဖက်စစ်တပ်နဲ့ပြစ်ဒဏ်အတူတူသေတံထိုက်ပါတယ်။ဒါဥပဒေကြောင့်ပြည်သူလူထုကရောသူတို့ကိုဘယ်လိုမြင်လဲဆိုတော့ယွံသွားတယ် အမှုပညာရှင်တွေပါသူတို့ချစ်တဲ့လူတွေကသူတို့ကိုလိန်နေတယ်စစ်တကမဟုတ်တာလောက်ကောင်တိတိရင်းနဲ့သူတို့ကဒီလူတွေပြောနေတယ်ဆိုတော့သူတို့မင်းနေတိုးတို့နေဝင်းတို့ရလိုက်တဲ့ဟာလေပြည်သူလူထုစီကရလိုက်တာယွန်ရှာခြင်းပါပဲနောက်တစ်ချက်ကအမှုပညာရှင်ဆိုတဲ့ကောင်တွေဟာလေအမှုပညာရှင်ဆိုတဲ့မင်းသားမင်းသမီးတွေဟာ အမှန်တရားဆိုတာမရှိဓမ္မဆိုတာမသိမိမိကိုမိမိယုံကြည်ထားတဲ့ယုံကြည်ချက်ပေါ်မှာမခိုင်ပါဘူးဂုံတိတ်ခါမရှိအာနာရှိသူပတ်စံရှိသူတွေကခိုင်းရင်ပင်ပေးပေါင်းဖို့ဝင်မလေးတဲ့ဂုံတိတ်ခါမဲတဲ့သူတွေအဖြစ်ရှုနေလို့တုံးတက်လို့ရှာတယ်အဲ့တော့ အဖရခိုင်နိုင်ငံတော်နဲ့ရခိုင်တမျိုးသားလုံးကိုတစ္ဆာဖောက်လိုက်တဲ့နေတူရှူလီရခိုင်မျိုးသားလုံးကတမျိုးသားလုံးကဘာပြောချင်ရုံကြည်ချက်မခိုင်ပါအာနာနဲ့ပတ်စံရဖို့အတွက်ဖင်ပေးပေါင်းတဲ့အမှုပညာရှင်တွေကိုဘာပြောချင်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့မင်းအောင်လှိုင်စေအောင်စုရဲ့ လှုပ်ဆောင်ချက်တွေကိုဆောင်ရွက်ကူညီသူမှန်သမျှနိုင်ငံတော်ပုံကံသူအဖြစ်တတ်မှတ်ပြီးတည်ရန်ထိုက်တဲ့ပြစ်ဒဏ်ပေးလို့ရတဲ့အပေါ်မှာကိုဗာပြောချင်ပါလေနေတူနေဝင်အောင်ခိုင်မိမိမို့ချူလေးတို့ခမားတို့ရှင်ထဲမှာဗာပြောချင်တယ်ဆိုတာရေးထားပေးခဲ့ပါဂျေဇူးတင်ပါတယ်